မ္မာနွေဦးခရိုနီကယ်နိုဝင်ဘာ28မြင်တွင် TNL အဆောင်ရှောင်းနှင့်မူကုံမြို့ဒဲအာနာသိန်းစစ်တပ်ဝင်ရောက်နေရာယူမြို့ကိုသိမ်းယူပြီးတနစ်နဲ့လီလာအကြာနိုဝင်ဘာ28ရက်နေ့မှာမူကုံမြို့ဒဲကိုအာနာသိန်းစစ်တပ်ကအလုံးအင်းနဲ့ပြန်လည်ဝင်ရောက်လာပြီဖြစ်ပါတယ်မြို့ကိုတာဝန်ယူထိန်းချုပ်ထားတဲ့တာဝန်အမျိုးသားလွန်မြောက်ရေးတပ်မတော် TNL က ၎င်းနဲ့အပြည့်ရဲ့သဘောတူထားတဲ့အာနာသိန်းစစ်တပ်ထံကိုမြို့ကိုပြန်လည်လွှဲပေးဖို့အစီအမံတွေကိုပြီးခဲ့တဲ့တလအတွင်းလှုပ်ဆောင်နေခဲ့တာဖြစ်ပြီးတော့ရှမ်းမြောက်ဒေသကနောင်ချူကြောင်မင်းတီဘောနဲ့မူကုံမြို့တွေတင်းယူဖို့တိုက်ခိုက်ခဲ့စဉ်ကအတူပါဝင်ခဲ့ကြတဲ့ PDF တပ်ဖွဲ့တွေကိုမြို့ကိုနေရာဝင်ယူမဲ့စစ်တပ်ဝင်လာချိန်မှာတိုက်ခိုက်မှုတွေမဖြစ်ပွားအောင်မြို့ကနေစုခွာပေးဖို့မြို့လွှဲပြောင်းမှုမလုပ်ခင်ရဲအနေငယ်အလို့မှာအတီးပေးခဲ့တာဖြစ်ပါတယ်။ TNL နဲ့စစ်တပ်အကြအပြစ်ရဲ့သဘောတူလက်မှတ်ထိုးခဲ့တဲ့အော်တိုဘာလ28ရက်နေ့ကနေတွက်မဲဆိုရင်တလတင်းတင်းပြည့်တဲ့နိုဝင်ဘာလ28ရက်နေ့မှာစစ်တပ်ကဝင်ရောက်လာတာဖြစ်လို့နှစ်ဖက်သဘောတူညီချက်အရမြို့ကိုလွှဲပြောင်းမှုအချိန်တလယူဖို့သဘောတူခဲ့ကြတယ်လို့ကောက်ချက်ချရပါတယ်။မြို့ကိုဘယ်လိုလွှဲပြောင်းမလဲဆိုတဲ့အသေးစိတ်အစီအစဉ်တွေကို TNL ဘက်ကမဟာမိတ်ဖြစ်တဲ့ PDF တပ်ဖွဲ့တွေကိုပုံပွင့်လင်းလင်းပြောဆိုအတည်ပြုခြင်းမရှိခဲ့တဲ့အချက်က JNL အဖွဲ့အပေါ်ဝေဖန်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။မိုးကုံမြို့ကိုတိုက်ခိုက်သိမ်းယူစဉ်က TNL တပ်ဖွဲ့ကဦးဆောင်ခဲ့တာမှန်ပေမယ့်အတူပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ MT1 PDF လို့မိုးကုံဒေသခံ PDF အဖွဲ့တွေလို့အဖွဲ့တွေအပေါ်မှာအပြည့်ရမဲ့သဘောတူညီမှုနဲ့ပတ်သက်ပြီးတိုင်ပင်ချင်းအတိပေးခြင်းမရှိတဲ့အချက်ကဝေဖန်စရာဖြစ်စေတာဖြစ်ပါတယ်။ TNL နဲ့ PDF တပ်ဖွဲ့တွေရဲ့ကြားဆက်ဆံရေးကပြပြချင်းမရှိပေမဲ့အနာဂတ်မှာပူပေါင်းတိုက်ခိုက်မှုတွေလှုံ့ဆော်ကြအောင်မလားလှုံ့ဆော်နိုင်တဲ့ယုံကြည်မှုမျိုးရှိသလားဆိုတဲ့မေးခွန်းကိုတော့ဖြေဆိုဖို့ခက်ခဲနေသေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။တိုင်းဒါလက်နက်ကန်အဖွဲ့တွေရဲ့စီးရေးနိုင်ငံရေးမဟာဗျူဟာမိမိတို့အဖွဲ့ရဲ့ရည်တည်ရေးကိုပထမဦးစားပေးတယ်ဆိုတဲ့ကောက်ချက်ချကြတာမျိုးရှိတယ်လို့တစ်ဖက်မှာလည်းမိမိတို့ထိန်းချုပ်နေမြေတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် ဘယ်အရာကအဓိကလဲဘယ်အရာကတာမညာလဲဆိုတာခွဲခြားဆုံးဖြတ်နိုင်ဖို့လိုတယ်ဆိုတဲ့ရှုမြင်ချင်းကပ်မှုမျိုးတနည်းအားဖြင့်ဆိုရရင်လက်တွေ့ရလက်အတွက်ကြည့်ပြီးတော့ခက်ခဲတဲ့လူကြိုက်မများတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရတယ်ဆိုတာမျိုးနားလည်ပေးကြတာလည်းရှိနေတာဖြစ်ပါတယ်အချို့သောရှုထောင့်တွေကတရုတ်နိုင်ငံရဲ့ဖိအားပေးမှုကြောင်းဆိုတဲ့ရှုထောင့်ကိုအသာပေးပြောဆိုကြတာဖြစ်ပါတယ် TNL အနေနဲ့တရုတ်နိုင်ငံအပေါ်ဘယ်လောက်ပြီးခိုနေရတယ်လဲ ဘာကြောင့်ငင်းဆန်ခြင်းမပြုနိုင်ရတာလဲဆိုတဲ့မိခွန်းလေးရှိနေပြီမယ်အဖြေကရှင်းရှင်းလင်းလင်းရှိမနေပါဘူးလက်နဲ့ခဲရန်ဝေယူရရှိဖို့အရင်အမြင့်ဖြစ်တာလားဒို့မဟုတ်ငဲဆက်ကုံတွေပိတ်ဆို့ကန့်တတ်ထားရင်တအောင်ပြည်အနေနဲ့ရက်တီဖို့မလွယ်ကူတာလားဆိုတာရှင်းရှင်းလင်းလင်းမသိရတဲ့အနေထားဖြစ်ပါတယ်မိုးကုံမျိုးကိုပြန်လဲလွှဲပြောင်းပေးရတဲ့အဖြစ်ကဘာကြောင့်အရေးပါနေကြတာပါလဲ ွေဦးတော်လန်ရေးတဆယ့်နှစ်ဆက်ကွန်စစ်စင်ရေးတွေအတွင်မျိုးတွေတင်းယူပြီးတော့ပြန်လဲလက်လွတ်ဆုံးရှုံးရတာတွေရှမ်းမြောက်မှာကရင်ပြည်နယ်စကိုင်းတိုင်းစတဲ့ဒေသတွေမှာတမျိုးမကရှိနေပြီးဖြစ်ပါတယ်ခုခံကာကွယ်ရင်ပြန်လဲလက်လွတ်ဆုံးရှုံးတာကအများစုဖြစ်ပြီးတော့အပြည့်ရဲ့သဘောတူညီမှုအရလက်လွတ်ဆုံးရှုံးရတာကလမ်းရှိုးနဲ့မူကုတ်မူမိတ်တို့သာဖြစ်ပါတယ်အာနာသိန်းစစ်တပ်ရဲ့ထိုးစစ်ကြောင့် လက်လွတ်ဆုံးရှုံးသွားရတဲ့နောင်ချိုကြောင့်ပဲတီဘောလိုမျိုးတွေထက်အပြစ်ရဲ့သဘောတူညီမှုအရာပြန်လည်လွှဲပြောင်းပေးရတဲ့မျိုးဖြစ်တဲ့လာရှိုးမိုးကုတ်မူမီတို့ကိုပို့ပြီးတော့နှမျောချတဲ့သဘောမခံကျင်တဲ့ခန်းစားချက်မျိုးလိုလေစုနိုင်တယ်လို့လာရှိုးလိုမာပြူအားအရာအရေးပါအုတ်ချုပ်ကြီးအရာရှမ်းမြောက်ရဲ့မျိုးတော်လိုဖြစ်တဲ့မျိုးပြန်လက်လွတ်ရတာမိုးကုတ်လိုတည်ရန်စာတထွက်ရှိတဲ့မျိုး တော်လိုင်းအင်အားစုတွေကိုတက်တက်ကြွကြွကြိုးစားထောက်ခံခဲ့ကြတဲ့မျိုးကိုလက်လွတ်ရတဲ့အဖြစ်ကလက်ခံရခက်ခဲတဲ့အနေအထားဖြစ်နေတဲ့သဘောဖြစ်ပါတယ်။နာရှုမျိုးလက်လွတ်ရစဉ်က PDF တက်ပွဲတွေရဲ့အနေနဲ့အခုလိုပြောဆိုမှုတွေတိတ်မတွေ့ရပေမယ့်မူကုမျိုးသိန်းရမှာပူပေါင်းပါဝင်ခဲ့တယ်လို့ဒေသခံ PDF တွေလည်းဖြစ်တာကြောင့်အခုလိုမူကုမျိုးကိုလက်လွတ်ရတဲ့အပေါ်အားမလို့အားမရခံစားချက်မျိုးဖြစ်နေတာလို့လည်းယူဆရပါတယ်။ ိုးတွေတင်ရတာလွဲပြီးတော့ထင်ရတာခက်ခဲတယ်ဆိုတော့ပြောဆိုမှုတွေလည်းရှိနေကြတာဖြစ်ပါတယ်မြို့တင်ရတာထက်ထင်ရတာဘာကြောင့်ခက်ခဲကြတာပါလဲထိုးစစ်သဘောနဲ့ခံစစ်သဘောတဘာဝကွဲပြားခြားနားမှုကြောင့်လားဒုမဟုတ်လက်နဲ့စစ်တီအင်အားစုစည်းနိုင်မှုလေချောင်းတိုက်ခိုက်မှုကိုခုခံကာကွယ်နိုင်တဲ့အနေအထားမရှိတာကြောင့်လားစတဲ့စစ်ရေးရှုထောင့်ကစဉ်စားသုံးသပ်စရာအချက်တွေလည်းရှိနေတာဖြစ်ပါတယ် ဒါတွေကလက်နက်ကန်အဖွဲ့တွေအနေနဲ့စဉ်စားဆုံးဖြတ်ရတဲ့အခြေအနေပေးထားချက်တွေနဲ့ဆုံးဖြတ်ရတဲ့အနေအထားဖြစ်ပြီးတော့ဒေသခံလူထုဘက်ကိုကြည့်ရင်မြို့သိမ်းတိုက်ပွဲဖြစ်ပြီးတော်လိုင်းအင်အားစုတွေတင်းယူနိုင်ခဲ့ပြီးကာမှပြန်လည်လက်လွတ်ရတဲ့အခြေအနေမျိုးနောက်တစ်ကြိမ်မြို့သိမ်းတိုက်ပွဲဖြစ်ပွားမှာကိုစိုးရိမ်မှုတပ်ဖက်အာဏာသိမ်းစစ်တပ်ပြန်လည်ဝင်လာရင်ဂျုံထွေးရမယ်လက်စားချေအပြစ်ပေးခံရမယ်အရေးတွေကိုလည်းမကြုံကျင်ကြတဲ့အနေအထားဖြစ်ပါတယ်။ မြို့ပြန်လဲလွှဲပြောင်းပေးမယ်အနေအထားနဲ့ပတ်သက်လို့ TNLA ဘက်ကမြို့ကန်လူထုကိုရှင်းလင်းပြောဆိုတာမျိုးမရှိတယ်လို့မြို့ကန်တွေအနေနဲ့မြို့ပြန်လဲလွှဲပြောင်းတဲ့ကာလမှာတိုက်ပွဲဖြစ်ပွားနိုင်ခြေကိုစိုးရိမ်ပြီးတော့မြို့ကန်60 80ရာခိုင်နှုန်းလောက်မိုးကုတ်ကြောင်မဲလမ်းကြောင်းမိုးကုတ်မန္တလေးလမ်းကြောင်းတွေကနေတိမ်းရှောင်နေခဲ့တာဖြစ်ပါတယ်မိုးကုတ်မန္တလေးကားကားကလူတရောင်အတွက်6သိန်းကနေ7သိန်းလောက်ထိရှိနေပြီးတော့ငွေကြေးရှာဖွေရလွယ်ကူတယ်လို့ဆိုနိုင်တဲ့ မိုးကုံမြို့အဖို့တောင်မှများပြားတဲ့ပမာဏဖြစ်နေတာပါ။နေကင်းအချိန်မှတော့မှလူသူမရှိ၆ကက်နေတဲ့မိုးကုံမြို့လမ်းတွေရဲ့ဓာတ်ပုံတွေဆိုရှယ်မီဒီယာမှာတွေ့မြင်နေကြရတာဖြစ်ပါတယ်။အချို့ကြောက်လုတ်ကွက်တွေမှာတော့ဒူးပေါ်နေကြသူတွေရှိနေသေးတယ်လို့လည်းသတင်းတချို့မှတွေ့ရပါတယ်။အနာဂတ်မှာတော်လိုင်းအင်အားစုတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲရမှာရေရှည်ထိမ့်ချုံနိုင်ဖို့ကိုပါလေးလေးနက်နက်ထည့်သွင်းစဉ်းစားဖို့ရခင်ကားထက်ပိုပြီးတော့လိုအပ်လာမှာဖြစ်ပြီးဒေသခံတွေအနေနဲ့ထောက်ခံကြိုးစုံမှုတွေလည်းချင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 ်းကြိုးစုံမှုမျိုးတွေရှိလာမယ်အနေထားလို့ဆိုရမယ်သဘောလည်းဖြစ်ပါတယ်ခင်ဗျာ။